လက်ချောင်းများထုံကျင်ခြင်းကိုဖြစ်ပွားစေတဲ့အကြောင်းရင်းများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုင်လီဖေ့ချ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေရှင် လက်ချောင်းလေးတွေထုံကျင်ခိုက်ခဲနေတာကိုလူသားအများစုအနေနဲ့ခံစားဖို့ကြမယ်ထင်ပါတယ်။လက်ချောင်းတွေထုံကျင်ခြင်းကို အားနေတဲ့အခါမှာထိခိုက်ဒဏ်ရာရတဲ့အခါမှာခံစားရလိမ့်ရှိသလိုတချို့သောကျန်းမာရေးဆိုင်ရာချုပ်ရင်းချက်တွေကြောင့်လည်းခံစားရလိမ့်ရှိကြပါတယ်။ဒီနေ့မှာတော့လက်ချောင်းတွေထုံကျင်ခြင်းကို ဖြစ်ပွားစေတဲ့အကြောင်းရင်းတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။နံပါတ်1နှလုံးဖောက်ခြင်း နှလုံးအထိကသွေးလွှတ်ကြောတွေမှာဗိတ်ဆို့မှုတွေဖြစ်ပွားလာတဲ့အခါမျိုးတွေမှာနှလုံးဖောက်ခြင်းကိုခံစားရလိမ့်ရှိပါတယ်။နှလုံးဖောက်ခြင်းကိုခံစားရတဲ့အခါမှာမူးဝေခြင်း၊ချွေးထွက်လွန်ခြင်း၊အသက်ရှူမဝခြင်း၊ရှင်ပတ်အောင်ခြင်း၊မောပန်းနှွမ်းနေခြင်းစတဲ့ဝေဒနာတွေကိုခံစားရနိုင်မှာဖြစ်တယ်လို့ခြေချောင်းလက်ချောင်းတွေထုံကျင်ခြင်းကိုလည်းခံစားရနိုင်ပါတယ်။နံပါတ်၄လေဖြတ်ခြင်း အုံနောက်နေတဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်နိုင်ဖို့အတွက်လုံလောက်တဲ့သွေးပမာဏကိုပုံမှန်ရရှိဖို့လိုအပ်ပါတယ်။တကယ်လို့အုံနောက်ရဲ့အစိပ်ပိုင်းတွေကိုအကြောင်းမျိုးမျိုးကြောင့်လုံလောက်တဲ့သွေးပမာဏရရှိခဲ့ခြင်းမရှိဘူးဆိုရင်ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေမှာဖြစ်တဲ့အပြင်လေဖြက်ဝေဒနာကိုခံစားရနိုင်ပါတယ်။လေဖြက်ဝေဒနာရဲ့ရှေ့ပြေးလက္ခဏာတွေကတော့အခုအတိုင်းပဲဖြစ်ပါတယ်။ကိုယ်တချမ်းထုံကျင်ခိုက်ခဲခြင်းစိတ်ရှုပ်ထွေးခြင်း အမြင်အာရုံဝေဝါးခြင်း၊စကားပြောရခက်ခဲခြင်း၊ခန္ဓာကိုယ်ဟန်ချက်ထိန်ရခက်ခဲခြင်း၊သွေးကြောတွေရောင်ရမ်းခြင်း၊ခန္ဓာကိုယ်ခုခံအားစနစ်ဖောက်ပြန်ခြင်းကြောင့်သွေးကြောများရောင်ရမ်းတဲ့အခါမှာလည်းမောပန်းနွမ်းနေခြင်း၊ဖျားနာခြင်း၊ကိုယ်အလေးချိန်ကျဆင်းခြင်း၊ချွေးထွက်လွန်ခြင်း၊ခြေချောင်းလက်ချောင်းတွေထုံကျဉ်ခိုက်ခဲခြင်းစတဲ့ဝေဒနာတွေကိုခံစားရနိုင်ပါတယ်။နံပါတ်3 Raynaud Yoga ရေနော့ယောဂဆရာကတော့ခြေချောင်းလက်ချောင်းတွေကိုတိုက်ရိုက်သွေးပိုးလွတ်ပေးတဲ့ရှိတဲ့သွေးကြောတွေကျင်းမြောင်းသွားခြင်းကြောင့်ခံစားလေးရှိတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်။ရေနော့ယောဂကိုခံစားရတဲ့အခါမှာခြေချောင်းလက်ချောင်းတွေထုံကျင်ခြင်းအသားအရောင်ဖျော့တော့ခြင်းစတဲ့ဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ နံပါတ်၄ကြုံရုံမှထိခိုက်တရာရခြင်းကြုံရုံမှထိခိုက်တရာရခြင်းကို ခံစားရတဲ့အခါမှာလဲခြေလက်တွေထုံကျင်ခိုက်ခဲခြင်းကိုခံစားရမှာဖြစ်ပါတယ်။ဒါအပြင်ကြုံရုံမှထိခိုက်တရာရခြင်းကြောင့်လှုပ်ရှားရခက်ခဲခြင်းစီးမထိန်နိုင်ခြင်းဝမ်းမထိန်နိုင်ခြင်းကြုံရုံတဝိုက်နာခြင်းခိုက်ခဲခြင်းစတဲ့ဝေဒနာတွေကိုလည်းခံစားရနိုင်ပါတယ်။နံပါတ်၅လေပင်ကြီးပေါင်းတက်ခြင်း လေပင်ကြီးပေါင်းတက်ခြင်းဆိုတာကတော့လေပင်တဝိုက်အစစ်တွေအချက်ပြားတွေယွံ့ယွင်းလာတာကြောင့်ခံစားလေးရှိတဲ့ယောဂတမျိုးပဲဖြစ်ပါတယ်။လေပင်ကြီးပေါင်းတက်ခြင်းကိုခံစားရတဲ့အခါမှာကျွတ်သားတွေအားနေခြင်းလက်ချောင်းတွေထုံကျင်ကြိုက်ခဲခြင်းလက်ချောင်းတွေထုံကျင်လာခြင်းခြင်းစီးမထိန်နိုင်ခြင်းမကြာခဏစီးသွားခြင်းစိဖြစ်ပွားခြင်းလှုပ်ရှားသွားလာရခက်ခဲခြင်းစားတဲ့ဝေဒနာတွေကိုခံစားရနိုင်ပါတယ်။အခုပြောပြပေးခဲ့တာတွေကတော့လက်ချောင်းတွေထုံကျင်ခြင်းကိုဖြစ်ပွားစေ တဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစ်စုံတစ်ရာရှိရဲဆိုရင်လည်း like and share လေးပြုလုပ်ပေးပါအောင်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ့်ဤချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်